ူငယ်တွေအားလုံးဗိုလ်ချုပ်အောင်ဆန်းအကြောင်းသိဖို့ရည်ရွယ်ပြီးဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ငွေဆက်ကူတွေကိုဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရှေ့မှာလှူဒန်းမှုရှိခဲ့ပါတယ်ဒီသတင်းကိုလင်းဆက်အောင်ကပြပို့ထားပါတယ်ရှင်ဘိုးချုပ်အောင်ဆန်းရဲ့ဂုဏ်ကျေးဇူးတွေကိုလူငယ်ထုတွေအားလုံးသိဖို့ရည်ရွယ်ပြီးဘိုးချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ငွေဆက်ကူတွေကိုဖေဖော်ဝါရီ17ရက်နေ့မှာကြာရောက်တဲ့ဘိုးချုပ်အောင်ဆန်းမြစ်တရာပြည့်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတဲ့အပါဝင်ရန်ကုန်မြို့နေအနက်မှာလိုက်လံလှူဒန်းခဲ့တယ်လို့ကိုတိုင်လှူဒန်းခဲ့သူကပြောပါတယ်ကျွန်တော်နမ်းမောက်မှာကျွန်တော်ပတ်စံဝေခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းပတ်သက်တဲ့ပတ်စံကောင်းဒစိတ်ကောင်းတွေပေါ့နော်တော်တော်များအစုံပေါ့ဒီ25ချက်တန်း5ချက်တန်း10တန်းအစုံကျွန်တော်ဝေခဲ့တယ်နောက်ဒီနေ့လဲကျွန်တော်တို့ပြတိုင်းမှာလဲဝေခဲ့တယ်လောက်တာတော့3ခုပဲအခုပထမဦးဆိုတာကျွန်တော်သွားတာကကျွန်တော်တို့နှစ်တရာပြည့်နတ်မောက်ကိုအရင်သွားပြီးပြောလောက်တယ်ပြီးတော့ပုံချောင်းစံပတ်စံဝင်မယ်လို့ဆုံးဖြတ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ ဟိုမှာကြရောက်မယ်ပေါ့နော်နှစ်တရာပြည့်မှာဒီဂျမခနာပေါ့ဘိုးမျိုးသမီးစေးုံမှာမွေးတဲ့ပထမအဆုံးမွေးတဲ့ကလေးအယောက်30ကိုကျွန်တော်တို့အနေနဲ့ဂုံပြူမှာတန်းလို့ဟာယနေ့မှာမွေးတဲ့ကလေးပေါ့နော်ကလေးကိုမွေးတဲ့မိခင်လည်းဂုံပြူမယ်ဖခင်လည်းဂုံပြူတယ်ကလေးအတွက်ကိုလည်းကျွန်တော်တို့ဒီအသုံးဆောင်ပစ္စည်းပေါ့နော်အဲ့ဒါလေးကိုဝေတဲ့အတွက်အဲ့3ခုပေါ့နော်စက်တာလောက်တယ်အဲ့ဒီထဲမှာဒီပတ်စံဝေတဲ့အကြောင်းအရာလေးလည်းဒီပါတာပေါ့နော်အဓိကကတော့ဘိုကျော်အောင်ဆန်းရဲ့ဂုံကျေးစုရဲ့လွတ်လပ်ရေးဖခင်ကြီးတက်မတော်ဖခင်ကြီးရဲ့အမျိုးသားကောင်းကြီးဘိုကျော်အောင်ဆန်းကိုကျွန်တော်တို့လူငယ်ဒုအနေနဲ့သိရှိအောင်ကျွန်တော်အဓိက ပတ်စံဝေတာကိုလူငယ်ဝက်အဓိကဝေတယ်အဲ့ဒီရွက်ချက်လေးပါခင်ဗျအရင်တော့ငွေဆက်ကူတွေမှာအခုလိုဗိုလ်ချုပ်ရုပ်ပုံပါတဲ့ပတ်စံတွေထုတ်ထားခဲ့တာသိခဲ့ဖို့ရဆိုတဲ့အကြောင်းကိုလူငယ်တွေအသိဖို့ရည်ရွယ်ပြီးလက်မောက်မြို့နယ်ရန်ကုန်မှာလှူဒန်းခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်အခုသုံးနေရတဲ့ပတ်စံတွေကချင်းသေးရုပ်ပုံတွေနဲ့ဖြစ်နေတာကြောင့်ဗိုလ်ချုပ်ရုပ်ပုံပါတဲ့ငွေဆက်ကူတွေကိုပြန်လည်ထုတ်ပေးဖို့အတွက်လည်းအစိုးရကိုတောင်းဆိုလိုက်ပါတယ်အရှိအစိုးရအနေနဲ့ပဲပေါ့နော်ကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ဒီပတ်စံတွေပေါ့နော်ပြန်လည်ထုတ်ဝေတင့်ပြီလို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျဟိုဘာကြောင့် ထုတ်ဝေရလဲဆိုတော့ကျွန်တော်တို့ကိုပေါ့နော်ဒီလွတ်လပ်ရေးရအောင်ယူပေးခဲ့တဲ့ဗိုလ်ချုပ်ကြီးရဲ့ကျေးဇူးတွေပေါ့နော်တချို့အာဏာပိုင်ထိပ်ပိုင်းခေါင်းဆောင်မှာလဲဗိုလ်ချုပ်ကိုလေးစားရရှိတယ်ညှန်းနှိုးတာရှိခဲ့တယ်တိုးတော်ညာလဲဒီဟိုပေါ့ဒီအခက်ခဲလေးပေါ့နော်အဲရှိရဒါပေမဲ့ကျွန်တော်အတက်နိုင်ဆုံးပြောချင်တာဗိုလ်ချုပ်အစံနဲ့ပတ်သက်တဲ့ငွေဆက်ကူတွေကိုပြန်လဲထုတ်ဝေပေးပါ အဲ့ဒီပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဘိုလ်ချုပ်အောင်ဆန်းရဲ့တိမ်မြုပ်နေတဲ့အကြောင်းတွေကိုလူငယ်တွေအားလုံးသိဖို့အတွက်2015ခုနှစ်တနေ့လုံးမှာဘိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုစာပေဟောပြောပွဲတွေပြုလုပ်ပြီးလူငယ်ကဗျာရုပ်ပြန်ပွဲနဲ့အထိမ့်ပွဲတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပုံစံမျိုးစုံနဲ့လှုပ်သွားမယ်လို့လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောထားပါဗျာကျွန်တော်ကလင်းဆက်အောင်ပါ